်မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်မြန်မာနိုင်ငံတွင်နျူကလ িয়ার ခြေကံလျက်စစ်တအားပေးစက်ရုံတီဆောင်နိုင်ဆောင်ရွက်ပေးရန်မင်းအွန်လိုင်းကရုရှားကိုထပ်မံအကူအညီတောင်းခံလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်နျူကလ িয়ার ခြေကံလျက်စစ်တအားပေးဆက်ရုံတိစောက်နိုင်ရင်အကူအညီပေးရန်မေအောင်လိုင်းကရုရှားကိုထပ်မံအကူအညီတောင်းခံလိုက်ပါတယ်။ရုရှားနိုင်ငံသို့ရောက်ရှိနေတဲ့အကြမ်းဖက်မေအောင်လိုင်းကအခုလုံအကူအညီတောင်းခံလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အငဲစားမျက်စစ်တအားပေးဆက်ရုံတိစောက်နိုင်ရင်အတွက်လိုအပ်တဲ့နျူကလ িয়ার ခြေကံအစအဦးလူဆွမ်းအားအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကို ရုရှားဖရက်ဒေးနိုင်ငံနဲ့ရိုစတိုနိုကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်အကူအညီပေးရန်အလေးနက်တာမြစ်တာရက်ကန်ကြောင်း2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအနုမျိုးစွာအေဂျင်စီကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလုံယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံနျူကလ িয়ার ဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ပေါ်ဆောင်ရွက်လက်ရှိကြောင်းမင်းအောင်လကအခုလိုပဲပြောဆိုပါတယ်2025ခုနှစ်အတွင်းရိုစတိုနီပညာအကယ်ဒမီနဲ့ ပြည်ပြည်ဆိုင်ရာအမှုမြွှေဆိုင်အေဂျင်စီတို့ကြီးမှုကျင်းပတဲ့နိုင်ငံသားကျွမ်းကျင်သူများအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထဲပေါ်မှုတွင်ပါဝင်သည့်အငဲစားနျူကလ িয়ার လျှက်စစ်တအားပေးစက်ရုံများနေရာချထားခြင်းဆိုင်ရာဒေတာအတွင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံအပါအဝင်နိုင်ငံ၁၈နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလ িয়ার နယ်ပယ်များမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစ조사ခဲ့တော်လဲအကြောင်းမျိုးမျိုးကြောင့်တုံ့နှိမ့်နေခဲ့ကြောင်း2022ခုနှစ်ကစပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်ဟုန်မြင့်တိုးမြင့်ဆောင်ရွက်ဖို့조사ခဲ့မှုရုရှားနိုင်ငံရဲ့အဖက်ဖက်မှအားဖြင့်ဆောင်ရွက်ပေးမှုတို့ကြောင့်တိုးတက်မှုများစွာသိရှိရခဲ့ပြီးဖြစ်ကြောင်းမင်းအောင်နိုင်ငံကခုလိုပဲပြောဆိုပါတယ် နျူကလ িয়ার စွမ်းအင်မှာကာဗွန်ထုတ်လွှတ်မှုနည်းပါတဲ့ green energy တစ်ခုလည်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်မှာတည်ငြိမ်သောလျှက်စစ်တပ်အားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်ယူရတာကြောင့်မင်းအောင်လှိုင်ကခုလိုပဲပြောဆိုပါတယ်မြန်မာနိုင်ငံအနေနဲ့လျှက်စစ်ဆွမ်းအားလိုအပ်ချက်မြင်မာလျက်ရှိပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းများကျေလက်နေပြည်သူများအတွက်လျှက်စစ်တန်းအားဖြည့်တင်းပေးနိုင်ရန်ကြိုးပမ်းဆန်းဆောင်လျက်ရှိကြောင်း ဒါအပြင်နျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍနဲ့စက်မှုကဏ္ဍများတွင်ပုံမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလူဆွမ်းအရင်းမြစ်စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံရှိတက္ကသိုလ်များနှင့်မြန်မာနိုင်ငံရှိတက္ကသိုလ်များပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကြောလာများလက်မှတ်ရေးတိုးပြီးစီမံလုပ်ဆောင်ရရှိကြောင်း၎င်းကခုလိုပဲဆိုပါသည်မြန်မာနိုင်ငံတွင်ကနန်ဦးကျေလန်းအဖြစ်အငေစားနျူကလ িয়ার လျှက်စစ်တအားပေးဆက်ယုံ တည်ဆောက်နိုင်ရေးအတွက်ရိုစတွန်နဲ့နီကတ်စွာပူးပေါင်းဆောင်ရွက်လက်ရှိပြီးလိုအပ်တဲ့အခြေခံအဆောက်အအုံများနဲ့အခြားသောကဏ္ဍပေါင်းမျိုးစုံတိုးချဲ့နိုင်ရေးအတွက်ရုရှား Friday ရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်းမင်းအောင်လှိုင်ကခုလိုပဲဆက်လက်ပြောကြားပါရယ်။ဒါအပြင်မင်းအောင်လှိုင်ကအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံနျူကလ িয়ার စွမ်းအင်ကောင်တဲ့ပေါ်ဆောင်ရာတွင် လူဆန်ရဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးရန်ဟူကြောင်းပြောဆိုထားအကြောင်းသိရှိရပါတယ်ရှင်။ဆလဘီကြောင်မဲမြို့နယ်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်က အသက်16နှစ်အရွယ်မိန်းကလေးကိုမရင်းကျစ်တပ်ဖြတ်ပြီးတန်ခါတပားအပါအဝင်စွစုပေါင်းစစ်ပေးရှောင်ပြည်သူလေးဦးကိုရရဆက်ဆက်ပြစ်တက်ခဲ့တဲ့အကြောင်း တင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်သို့စစ်ကြောင်းထိုးလာသောစစ်တပ်ကအသက်၁၆နှစ်အရွယ်မိန်းကလေးကိုစစ်တပ်ကမရင်းကျင့်တပ်ဖြတ်ပြီးတန်ကားတစ်ပါးအပါအဝင်စုစုပေါင်းပြည်သူ၄ဦးကိုရဲရဲစစ်စစ်ပြစ်ခတ်တက်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့အသက်ခံရသူများရဲ့မိတ်ဆွေတို့ကခုလိုပဲပြောဆိုထားပါတယ်။ စက်တင်ဘာလ24ရက်နေ့ညနေပိုင်းကြောင်မဲမြို့နယ်နာအိုက်ခန့်ရွာအနီးတန်ကားတော်တပါးနှင့်စစ်ပေးရှောင်သားမိသုံးဦးဖြစ်သောအသက်48နှစ်အရွယ်ဒေါ်လျံတမီးဖြစ်သူအသက်16နှစ်အရွယ်နန်းပိန်းစာတာဖြစ်သူအသက်12နှစ်အရွယ်ဆိုင်းမောင်တို့ကစစ်တပ်ကတွေ့ရှိသွားကြောင်းအိမ်နောက်စစ်တပ်ကအသက်16နှစ်အရွယ်နန်းသိန်းစာကိုမရင်ကျင်ပြီးပထမဦးစွာတပ်ဖြတ်ကြောင်းဒါပြင်ဒေါ်လျံနှင့်ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်း တန်ဃာတော်မူမူကျေးရွာအနီးတွင်ပဲတက်ပြက်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်။အသက်ခံရသူတွေကစစ်ပေးရှောင်နေတဲ့နာအိုက်ကန်ကျေးရွာကပါမိန်းကလေးငယ်ကိုမရင်းကျက်တက်ပြက်ထားတာမြင်လို့တော့မကောင်းဘူး။အမေရောမောင်လေးကိုရောတက်သွားတယ်။ဦးစင်တပားကိုလည်းတက်သွားတယ်။စုစုပေါင်းသေဆုံးတာ၄ဦးပါ။စစ်တပ်အသုံးဆောင်တွေယူနီဖောင်းတွေဘောင်းမီတွေကျန်ခဲ့တယ်။တဲထဲမှာဟုတ်ဖြစ်စဉ်ကိုသိရှိထားသောဒေတာကံပြည်သူတို့ကအခုလိုပဲဆိုထားပါဗျ။ ရှမ်းကျောင်းသားတမကကလည်းကျောင်းမဲမျိုးနဲ့စစ်တပ်ကအသက်မပြည့်သေးသောမင်းကလေးငယ်တဦးကိုအရမကျဲတက်ဖြတ်ခဲ့ကတန်ခါတပါအပါဝင်စုစုပေါင်းပြည်သူ၄ဦးကိုတက်ဖြတ်ခဲ့ကြောင်းရမန်နစ်သတင်းစာမှာထုတ်ပြန်ထားပါတယ်။အသက်ခံထားသောမိသားစု၃ဦးနေထိုင်တဲ့တဲထဲမှာစစ်ကောင်စီတပ်သားများရဲ့ယူနီဖောင်းကျန်ခဲ့ကြောင်းအခု အခုလိုအပြစ်မဲ့ပြည်သူများကိုစစ်ရဆွေးမှုကျူးလွန်နေတဲ့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနှင့်နိုင်ငံတကာအဖွဲ့အစည်းများကိုရှမ်းကျောင်းသားတမကကခုလိုပဲတောင်းဆိုထားပါတယ်။ရှမ်းကျောင်းသားတမကအနေနဲ့ပြည်သူများအပေါ်ရာဇဝဲမှုများကျူးလွန်လျက်ရှိသောစစ်ရာဇဝဲကောင်များကိုရရနီးနဲ့အပြစ်ပေးအရေးယူသွားနိုင်ရန်ကူညီပေးသွားမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုထားပါကြောင်းသိရှိရပါတယ်ရှင်။ ခင်ဦးနဲ့ရွှေဘိုအဆက်တိုက်ပွဲတွင်တေဆုံးသွားသောတမ90ခွန်မှာတရင်မှုဒုဗိုလ်မှုကြီးနှင့်ဘိုးကြီးမင်းတပ်တို့ရဲ့အလောင်းများအပါအဝင်စစ်သားအလောင်းများကိုစစ်တပ်ကလာမကောက်ပဲ PDF များကမြေမြုပ်ပေးရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းခေဦးမြို့နယ်ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲအတွင်းသေဆုံးသွားသောတပ်မခွန်းဆက်ခွန်မှာတရေမှုဒုတိယဗိုလ်မှူးကြီးနှင့်ဗိုလ်ကြီးမြင့်ထက်တို့ရဲ့အလောင်းများအပါအဝင်စစ်သားအလောင်းများကိုမြေမြုပ်တကြိုးပေးလိုက်ကြောင်းခေဦးမြို့နယ်ပြည်သူ့ကောင်ဝေးတပ်ဖွဲ့မှတာဝန်ရှိသူတို့အုပ်ကအခုလိုပဲပြောဆိုထားပါတယ်။ စက်တင်ဘာလ22ရက်နေ့ခင်ဦးမျိုးပေါ်ရှိစစ်တပ်ကရွှေဘိုမျိုးနယ်အခြေဆိုင်လက်ချင်ရေရှင်းနှင့်ပုံပြင်းပြူရသို့ခိုးကြောင်ခိုးဝဲထွက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်မှဒုတိယဗိုလ်မှူးကြီးတဦးနှင့်ဗိုလ်ကြီးမင်းထက်အပါအဝင်စစ်သားအများပြားသေဆုံးခဲ့ကြောင်းဒါ့အပြင်စစ်သား2ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများအပြားဒဏ်ရာရရှိကစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းသိရပါတယ်။ စတင်မလာ23ရက်နေ့ကနယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါရှင်းလင်းရေးလုပ်နေတဲ့အချိန်မှာစစ်သုံးပစ္စည်းအကျုံးသိမ်းဆည်းရရှိခဲ့သေးတယ်အဖွဲ့ပေါင်းစုံနဲ့ရှင်းလင်းရေးလုပ်တာအတွက်အချို့သောအလောင်းတွေကမှတ်တမ်းမရဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်တာကလည်းကျွန်တော်တို့ရဲ့နယ်မြေအတွင်းမှာပဲရှင်းလင်းရေးလုပ်တိုက်တာအခုအလောင်းတွေကကိုယ့်နယ်မြေအတွင်းမှာပဲရှိတဲ့အလောင်းတွေဖြစ်ပါတယ် စကတေသရင်ကအလွတ်သဘောပြောရမယ်ဆိုရင်၁၀ဦးလို့ပြောလဲရတယ်၃၀လို့ပြောလဲရတယ်၅၀လို့ပြောလို့လည်းရတယ်စစ်ကြောင်းပါပြတ်သွားတာအရေးအတွက်အတိအကျမပြောမရတာကျွန်တော်ရတဲ့အလောင်းတွေမကပဲတခြားနေရာတွေမှာလည်းရှိနိုင်သေးတယ်အများလောက်ကြံကပြောရဲဖြစ်တဲ့အတိအကျကြမြေတွန်းနိုင်မှုဘိုးကြီးကတော့မင်းထက်လို့ခေါ်တယ်ဒုဗိုလ်မိုးကြီးကတော့နာမည်တော့မသိဘူးအလောင်းကတော့ကောင်းကောင်းသိတယ် အလောင်းအလုံးကိုအင်အားစုတွေပူပေါင်းပြီးမေမြုပ်တကြိုပေးလိုက်တာပါလို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုပါတယ်စစ်သားများတေဆုံးနေသောတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာစစ်တပ်ရဲ့အမှန်ရှိလေ့ကျင့်ရေးတပ်နဲ့နှမိုင်ဝင်းကျင်ဝေးသောစစ်တပ်ကလုံးဝအလောင်းလာမကောက်ပဲဒါကြောင့် PDF များကအလောင်းကိုကောက်ယူကကောင်းမွန်စွာတကြိုပေးရကြောင်း၎င်းကဆက်လက်ရှင်းပြပါရသည် အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများအုံပြုသော MA3 အမျိုးအစားတပ်နက်၄လက် MA1 အမျိုးအစားတပ်နက်၅လက် BA 63မြန်ဆောင် G3 အမျိုးအစားတပ်နက်၁လက်ကာပိုင်တပ်နက်၁လက် BA 100မြန်ဆောင်60 MN ကွန်မန်ဒိုစိန်ပြောင်းအတိုတပ်လက် MA 5မြန်ဆောင်ပစ္စတိုတပ်နက်၁လက် MA G ပေါက်တန်၃ခု MA G ပေါက်ကော၆ခု BA 63မြန်ဆောင် G3 G ပေါက်၃ခု MA5 မြင်းဆောင်ပစ္စတိုကြီးပေါက်တစ်ခု၈ထွက်မိုင်း၄လုံးနေမိုင်း၂လုံး 60mm ဘုံးသီး၄လုံး RPG ဘုံးသီး၁လုံး Inaga 2လုံးကြီကာအုတ်ထုတ်၆လုံး 5.56G 286တောက် 9mm G 9တောက် ငွေကျပ်သိန်း90ကျော်သိန်း10ရရှိခဲ့ပါတယ်ဒါအပြင်ဖမ်းဆီးရရှိတဲ့စစ်တုံးမန်း2ဦးနဲ့တဦးမှာဒဏ်ရာရရှိခဲ့ပြီးစေဝါကုသမှုပေးထားပြီးကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်းသိရှိရပါတယ်